အုန်းနဲ့နေရာနေရာလဲလိုချင်တယ် render အတွက် investment လဲလုပ်ချင်တယ်နေရာ location လဲကောင်းချင်တယ်အရေးကြလဲလိုချင်တယ် down payment လဲနည်းချင်တယ်အတိုးလဲလုံးဝမပေးချင်ဘူးဆိုရဲခုလိုမျိုးကြီးရမ်းများတဲ့မိတ်ဆွေတွေအတွက်ဆိုရင်တော့ဘန်ကောက်ကနာမည်ကြီးတက္ကသိုလ်တွေအပါအဝင် University ပေါင်း15ခုကျော်တောင်ရှိတဲ့ City of University လို့တောင်မှတင်စားကြတဲ့ brand 6ကိုအခုကျွန်တော်ရောက်နေရပဲဖြစ်ပါတယ် ဒီနေရာမှာကြောင်းတက်ဖို့အတွက်အခန်းဝယ်ကျင်တာပဲဖြစ်ဖြစ် random investment လုပ်ကျင်တာပဲဖြစ်ဖြစ်ဈေးသက်တာပြီး16လထိအရေးကြရမယ်စိတ်ဝင်စားစရာကောင်းတဲ့ကွန်ဒိုတစ်ခုကိုအခုကျွန်တော်နဲ့တူတူလေ့လာကြည့်အောင်လားခင်ဗျဒီကွန်ဒိုရဲ့နာမည်ကတော့ Twist လို့ခေါ်ပါတယ်သူကအခန်းမ60ကျော်ပါဝင်တဲ့ဆယ်တက်တိုက် low rise ကွန်ဒိုဖြစ်ပါတယ်ဒီကွန်ဒိုက Rent ရဲ့အစီကားသုံးနေရာမှာတည်ရှိရာဖြစ်လို့ local ဈေးတွေစားတောက်ဆိုင်တွေ street food တွေရမ်းပေါ်ပါတယ် ၅မိနစ်လောက်လမ်းလျှောက်ရုံနဲ့ feature background set lotus macro home pro တို့ shopping mall တွေရှိတဲ့အပြင်ပညာရေးအတွက်ဆိုရင်တော့အနီးအနားမှာနာမည်ကြီး Bangkok University, Ransit University, Tamasat University အပါအဝင်တခြားသော university များစွာကိုလွယ်ကူလျင်မြန်စွာသွားလာနိုင်တာကြောင့်ပြည်တွင်းပြည်ပကျောင်းသားအများစုဝယ်ယူနှားရနေနိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်ကွန်ဒိုမှာပါဝင်တဲ့ facility တွေအနေနဲ့စံတင်လာပါတဲ့အယောင်ကာလာတွေကိုအသုံးပြုထားတဲ့ lobby နဲ့ co-working area တွေဖြစ်ပါတယ်။ ဒီနေရာကတော်တော်လေးကျယ်တဲ့အတွက်ကြောင့် AACC နားယူကျင်တာပဲဖြစ်ဖြစ်စားလုပ်ကျင်တာပဲဖြစ်ဖြစ်တက်တော့တက်တာအသုံးပြုလို့ရပါတယ်။ဒါအပြင်ကျန်းမာရေးနဲ့အားကစားအတွက်ပစ္စည်းကိရိယာစုံစုံလင်လင်ထားရှိပေးထားတဲ့ fitness room နဲ့ကျောင်းသားတွေအတွက်အသုံးပြုလို့ရနိုင်မယ့် studio room တွေလည်းပါဝင်မှာဖြစ်ပါတယ်။ဒီကွန်ဒိုမှာတော့အခန်းအနှိုးအစားလေးမျိုးရှိပါတယ်။ဒါကတော့ပထမဆုံး1 bedroom အခန်းလေးဖြစ်ပါတယ်။သူက37 square meter အကျယ်ရှိပြီးတော့ဆက်ဆံဝင်ခြင်းမှာပဲ kitchen counter ကိုတွေ့ရမှာဖြစ်ပါတယ်။ အိမ်ခန်းနေရာကိုအဓိကကြဲကြဲဝံ့ဖွဲ့စည်းထားတာဖြစ်ပြီးကျောင်းသူကျောင်းသားတွေအတွက်အများဆုံးရွေးချယ်ထားတဲ့အခန်းမျိုးပဲဖြစ်ပါတယ်။ဒါကတော့ one bedroom plus အခန်းဖြစ်ပါတယ်။သူကတော့50 square meter အကျယ်ရှိပြီး one bedroom နဲ့မတူတာကအိမ်ခန်းကိုအဓိကအသားပေးကြဲကြဲဝံ့ဖွဲ့စည်းထားတဲ့ပုံစံဖြစ်ပါတယ်။ဒါ့အပြင်အိမ်ခန်းတစ်ခန်းအပြင်စာကြည်ခန်းအလုပ်ခန်းပဲဖြစ်ဖြစ်နောက်ထပ် single bedroom ဖြစ်ပြီးအိမ်ခန်းပဲလုပ်လို့စိတ်ချအသုံးပြုလို့ရနိုင်တဲ့ extra room တစ်ခန်းအပေါ်ပါပါသေးတယ်။သူကတော့အိမ်ခန်းနှစ်ခန်းပါဝင်တဲ့ two bedroom ဖြစ်ပါတယ်။ အဓိကမိသားစုတွေ၄-၅ယောက်လောက်တက်တောင့်တက်တာအကျယ်ဝန်းမှနေကြတာဆိုရင်တော့ဒီခုပတ်လုံးကအဆင်ပြေဆုံးပါပဲ။အင်္ဂန်းအခြေကြီးပါတဲ့အပြင်အခန်းနဲ့ခန်းပါပေါ်ပါတယ်။ခချင်းကိုတော့အခန်းတီးတန့်နေပြင်ဆင်ပေးထားတဲ့အတွက်မိသားစုတွေအတွက်တီးတန့်ချက်ပြုတ်ပြင်ဆင်ဖို့အတွက်လည်းပို့ပြီးတော့အဆင်ပြေစေပါတယ်။ဒါကတော့1 bedroom နှခန်းကို connecting door ပုံစံချိတ်ဆက်ထားတဲ့2 bedroom 2 room အခန်းပဲဖြစ်ပါတယ်။ သူကအခန်းနှခန်းကိုပါအပြင်ကပင်မတကားကသဆင့်အဝင်ထွက်ပြုလုပ်နိုင်တာဖြစ်လို့အသွင်းပိုင်းအခန်းနှခန်းကိုတိတက်စီ privacy ရှိရှိကိုပိုင်တော့တွေနဲ့ဤထိုင်နိုင်အောင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ဒူးဘက်ရုံးဝယ်ထားပြီးနှခန်းကိုတိတက်စီခွဲပြီးအငှားပြန်ချထားလို့လည်းရပါတယ်။အခန်းနှခန်းစလုံးမှာလည်းရေချိုးခန်းအိမ်သာ kitchen ပတ်ဝန်းကျင်ပစ္စည်းတွေအားလုံးအတူတူပဲဖြစ်ပါတယ်။ဒါကြောင့်အခုလိုဂျူရိုအခန်းမျိုးတွေက brand business ကို invest လုပ်ချင်တဲ့သူတွေအတွက်ကတော့ပိုပြီးတော့အဆင်ပြေစေပါတယ်။ အခုလေ့လာကြည့်ခဲ့တဲ့ဒီကွန်ဒိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒေါင်းပေးမန့်30ရာခိုင်နှုန်းပဲစပြီးခြားထားရုံနဲ့ခန်းတော့ဆက်ရပါပြီ။ပြီးရင်တော့ကိုကိုတိုင်းဒီမှာပဲနေလို့ရတယ်။ဒါမှမဟုတ်ရင်လည်းအငှားတွေပိုင်းလည်းပြန်ပြီးခြားလို့ရတယ်ပေါ့နော်။ပြီးွားတော့မှဂျန်နဲ့80ရာခိုင်နှုန်းသောပေးမန့်ကို16လတီတီအဲလစဉ်အကြီးကျခွဲပြီးတော့မှတွင်းဝလို့ရပါတယ်။အတူလဲလုံးဝပေးစရာမလိုပါဘူး။ကဲဒီဈေးနှုန်းကလည်းဘယ်လောက်ထိတောင်တက်တာလဲဆိုရင်ကျွန်တော်တို့ ဘန်ကောက်မြို့တွင်တဲရကွန်ဒိုတခန်းစည်းလုံးကအခုချိန်မှာဆိုရင်၃ခန်းလောက်တည်အောင်ဝယ်လို့ရပါတယ်ပြီးရင်တော့ဒီကကျောင်းသားတွေကတော့ပြန်ပြီးတော့အခန်းငှားချပြီးတော့လည်း income ချလို့ရပါတယ်ကဲမမိုက်ဘူးလားအဲ့တော့ကိုကကျောင်းတဲ့နေရာနေရာလည်းလုပ်ချင်တယ် brander အတွက် investment လည်းလုပ်ချင်တယ်နေရာ location နဲ့ကောင်းချင်တယ်အရေးကြလည်းလုပ်ချင်တယ် down payment လည်းနည်းချင်တယ်အတိုးလည်းလုံးဝမပေးချင်ဘူးဆိုတော့ခုလိုမျိုးကြီးရမ်းများတဲ့မိတ်ဆွေတွေတက်ဆိုတော့ ဒီကုန်တွေက69ရာခိုင်နှုန်းတိကို recommend ပြလို့ရပါတယ်။ကျန်တဲ့1%ကတော့မိတ်ဆွေတို့ရဲ့အကြိုက်ပုံမျိုးတရားပေါ့နော်။အားလုံးကိုကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ခုလိုမျိုးကွန်တိုဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ။အားလုံးပဲဘိုင်ဘိုင်။